ားလုံးပဲမင်္ဂလာပါဒီချေကတော့ grade 12 physics ကိုသင်ကြမယ်ဒီချေဝအောင်ပဲဖြစ်ပါတယ်ယနေ့သင်ကြမှာလေးကတော့ chapter 3 fluid dynamics အကြောင်းလေးကိုလေ့လာသင်ကြရအောင် fluid dynamics တဲ့ကဒီချေတို့ခေါင်းစဉ်ခွဲလေးဖြစ်တဲ့3.1 laminar and turbulent flow ဆိုတဲ့ဒီသင်ခန်းစာလေးကိုလေ့လာကြည့်ကြရအောင် is a substance that offer no permanent resistance to deformed forces fluid fluid ဆိုတာကဒီချေတို့တွေလိလာသိရှိရသမျှကဘလို့ယူဆတာလဲဆိုရင် no permanent resistant သူတို့မှာတည်မြဲတဲ့ခုခံအားတွေမရှိဘူးဒါကြောင့်အားတွေကပုံသဏ္ဍာန်တွေကိုပြပြစေနိုင်တယ်ဆိုပြီးတော့ fluid ကိုဒီလိုလေးအထိပ္ပယ်သတ်မှတ်မှာဖြစ်ပါတယ် the story of fluid had to part sustain and dynamic ဒီချေတို့တွေဒီ fluid ကိုလိလာတဲ့အခါမှာ static တည်မြဲခြင်းနဲ့ ဒိုင်နမစ်ရွေလျားခြင်းဆိုပြီးတော့ဒီလိုအပိုင်းနှစ်ပိုင်းနေခွဲခြားလည်လာကြည့်ရရအောင် fluid static concentrate on flu fluid error တည်မြဲနေတဲ့အရေးတွေမှာဆိုလို့ရှိရင်ဘလို့ယူဆတာလဲဆိုမူလမာတွေကရက်တက်နေတဲ့အတွက်ကြောင့်သူတို့ကိုတည်မြဲခြင်းငွေဖွဲ့ခြင်းတို့တချို့ယူဆကြမယ် why fluid dynamic concern ဖွင့်တဲ့ fluid in motion အရင်ရင်ရွေးရှားခြင်းကနေပြီးတော့ဒီချေတို့ဒီကနေကောက်ချက်ချတဲ့အတွက်ကြောင့်သူကိုရွေးရှားခြင်းငွေရဖွဲ့ခြင်းလို့ဒီလိုယူဆလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီငွေဖွဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ဒီချေတို့ဒီနှစ်ပိုင်းလေးလာကြည့်ကြရမယ် we have already story fluid study in grade 10 and grade 11ဒီချေတို့ဒီဒီငွေရဖွဲ့ခြင်းနေနဲ့ပတ်သက်ပြီးတော့ရွေးရှားခြင်းမဟုတ်ဘဲနဲ့တည်မြဲခြင်းနေရာမာတွေကို grade 10နဲ့ grade 11လုံးကလေ့လာသိရှိခဲ့ကြပြီးပြီတဲ့ we include atmosphere pressure liquid pressure archimedes principle and pascal ဒီနေ့ရမိုင်းနဲ့ပတ်သက်ပြီးတော့ grade 10တော့ grade 11တော့ကတချို့တို့ကလေတုဖိအားဆိုင်ရာတွေအရေဖိအားဆိုင်ရာတွေ archimedes ရဲ့နေ့ရမိုင်းတွေ pascal ရဲ့ law တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ် grade 10နဲ့ grade 11တော့ကတည်မြဲခြင်းငွေရွေးဖွဲ့ခြင်းတွေကိုလေ့လာသိရှိခဲ့ပြီးပြီ now we are going to story fluid dynamic or fluids in motion ယခုဒီ chapter 3ဖြစ်တဲ့ great drama ဆိုရင်တော့ teacher တို့ကအရေးကြီးရဲ့ငွေရည်ရည်ရဲ့ရွှေရှားခြင်းဆိုင်ရာနေရာမာတွေကိုဆက်လက်လည်လာကြည့်ကြရအောင် motion of fluids is an important application in our daily life အရေးကြီးတာကဒီရွှေရှားခြင်းဆိုင်ရာငွေရည်ဖွဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီနေ့တနေ့တာမှာလည်လာသိရှိနိုင်တယ်ဘလို့ရည်လဲကြည့်ကြရအောင် ဆက်အရီဗာဖလော့မြေစီဆောင်ခြင်းမှာလဲဒါကဒီချေရိုးတွေရဲ့ငွေရစီချောင်းနေနဲ့ပတ်သက်တဲ့လေလာနိုင်တယ် water distribution system ရေဖွဲ့စည်းတွေနဲ့ပတ်သက်ပြီးတော့လဲလေလာနိုင်တယ် gas pipeline ငွေရဖွဲ့စည်းလုပ်ငန်းတွေမှာလဲလေလာနိုင်သလို aviation travel in air လေကြောင်းဆိုင်ရာလုပ်ငန်းတွေရဲ့အန်ပြီးတော့ motion underneath the surface of water ရေအောက်မျက်နှာပြင်မှာရှိနေတဲ့အရာဝတ္ထုလေးတွေရဲ့ရွေးရှားခြင်းနေဆိုင်ရာကိုလည်းဒီကျေတို့ဒီလီလာသိရှိနိုင်မှာဖြစ်ပါတယ်။ဟုတ်ပြီ။စက်ကြည့်ကြရအောင်။ The story of flow or liquid is called hydrodynamic ဒီ theory ဒီအရှိမပြောခဲ့တဲ့ fluid dynamics တွေကိုတနည်းအားဖြင့် hydrodynamics ဆိုပြီးတော့လေဒီလိုလေးခေါ်ဆိုနိုင်မှာဖြစ်ပါတယ် foreign hydrostatic is the story or liquid error မူလမာတော့ကအရေးကြီးရက်တက်နေတဲ့အရာဝတ္ထုလေ့လာတာကိုဒီချေတို့က fluid sustain လို့ခေါ်တယ်လို့ hydrostatic လို့လည်းခေါ်ဆိုနိုင်တာဖြစ်ပါတယ် this abroad many concern when hydrodynamic however a session or surface tension and cavalry who are important concern or hydrostatic is include at the end of the chapter ဒီချက်ပရာရဲ့အဆုံးမှာလည်းဒီချေရူတွေရွေရှားခြင်းမဟုတ်ဘဲနဲ့တည်မြဲခြင်းအကြောင်းအရာတွေကိုလည်းအနှဲငယ်လီလာသိရှိရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီချက်ပရာသွေးတစ်ခုလုံးမှာကဘာလို့အဓိက mainly အနေနဲ့သင်ကြားနေတာလဲဆိုလို့ရှိရင်ရွေရှားခြင်းဆိုင်ရာသူ့ရဲ့တင်အားအကြောင်းနဲ့စံခြင်းမြင်ပြုံပန်းအကြောင်းလေးတွေကိုဒီချေရူတွေဒီချက်ပရာသွေးခန်းလေးမှာလီလာသင်ကြားရအောင်ဆက်ကြည့်ကြရအောင်ဒီချက်ပရိုဒီတခန်းလုံးနဲ့ပတ်သက်ပြီးတော့ဒီချေတို့တွေလမ်းနှင်းအောင်ကန်းလေးကိုလေ့လာကြည့်မယ်။ it is what the student when ចောင်းသားတွေကိုမျှော်မှန်းပြီးဒီချက်ပြောချင်တာကတော့ differential fluid floor and laminar and tabular floor ဒီချက်တို့ဒီဒီငွေရေးစီစဉ်နေနဲ့ပတ်သက်ပြီးတော့ laminar floor laminar ဆိုတာ ਨੇ tabular laminar ကအလွှာလိုက်စီစဉ်ခြင်းနေရယ် tabular ကဒီချက်တို့ကရထစီစဉ်ခြင်းနဲ့ပတ်သက်ပြီးတော့ဒီစီစဉ်မှုပုံသဏ္ဍာန်တွေကိုအမျိုးမျိုးဒီသင်ခန်းစာမှာလေ့လာသိရှိရမှာဖြစ်ပါတယ်။နောက်တစ်ခု story equation or community for a fluid motion ရွှေရှားချင်းဆိုင်ရာနဲ့ပတ်သက်တဲ့ညီမချင်းတွေကိုလည်းအနေငယ်သိရှိကြရမယ်။နောက်တစ်ခုက Anastan Barnoli Principle RA relation between pressure energy, kinetic energy and potential energy or a fluid in streamline lamina flow. ရေစီးကြောင်းတွေရဲ့အလွာလိုက်စီးဆင်းခြင်းမှာဆိုရင်သူ့ရဲ့ pressure energy ဆိုတဲ့အကြောင်းလေးတွေ ဖီအားအကြောင်းလေးတွေနောက်တစ်ခုက kinetic energy ဆိုရက်တည်မြဲခြင်းအကြောင်းနေ potential energy ဆိုရက်ရွေးရှားခြင်းဆိုင်ရာရည်စည်းကြောင်းနေရဲ့အလွာလိုက်စီစဉ်ခြင်းမှာ Bernoulli principle ကို အသုံးပြုခြင်းအဖြစ်ဒီချက်တို့တွေနားလည်သဘောပေါက်နိုင်မယ်နောက်တစ်ခုက realize sam manifestation of Bernoulli principle Bernoulli principle နဲ့ပတ်သက်ပြီးတော့စီမြင့်တွေကိုလည်းဒီ chapter 3မှာလေ့လာသိရှိရနိုင်မယ်နောက်တစ်ခုက understand ဗကော့စတီအန်စတုလောစစ်ဖြစ်ခြင်းဆိုင်ရာနေရာမတွေစတုရဲ့နေရာမတွေကိုလည်းလေ့လာသိရှိရနိုင်တယ် distinguish between cohesion and adhesion and explain surface tension in liquid ဘာလို့ပြောချင်တာလဲဆိုလို့ရှင်မျိုးတူနီးတွေမျိုးတူကွဲပြားမှုတွေနဲ့ပတ်သက်ပြီးတော့လဲသူတို့ရဲ့ကွဲပြားခြားနာခြင်းတွေကိုလေ့လာနိုင်တယ်လို့အရေးတွေမှာရှိနေတဲ့မျက်နှာပြင်တစ်ခုမှာရှိနေတဲ့တင်ရကြောင်းလေးတွေကိုလည်းဒီ chapter 3မှာလေ့လာသိရှိရမယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ discard capillary စံချင်းမြင်ပြုံပွားအကြောင်းလေးတွေကိုလည်းတီရှယ်တို့တွေဒီမှာဆွေးနွေးလေ့လာသိရှိရနိုင်မယ်။ဒါကချက်ပရာတိတစ်ခုလုံးနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိရမယ်။လမ်းနည်းအောက်ခံလေးကိုတီချယ်ကပြောပြထားတာဖြစ်ပါတယ်။မင်းတို့လည်းတဘောပေါက်နားလည်မယ်လို့တီချယ်ယူဆပါတယ်။ဒါကြောင့်နောက်တစ်ခုဆက်ကြည့်ကြရအောင်။နောက်တစ်ခုကအရှိမပြောခဲ့တဲ့ခေါင်းစဉ်ဖြစ်တဲ့3.1 laminar and tabular floor laminar ဆိုတာကတီချယ်တို့အလွာလိုက်စီစဉ်ခြင်းရေချောင်းတွေစီစဉ်တဲ့အခါမှာအလွာလိုက်စီစဉ်ခြင်းပုံစံတွေရှိတယ် တနည်းအားဖြင့်နောက်တစ်ခါကဂရယထစီစဉ်ခြင်းတနည်းအားဖြင့်ဘီယံဗရာစီစဉ်ခြင်းပုံစံလေးတွေတရှိတယ်လို့တရှိတယ်လေလာတရှိကြမှာဖြစ်ပါတယ်ဟုတ်ပြီဘလို့တဘောလဲကြည့်ကြရအောင် fluids a either liquids or gas fluid ငွေရည်လို့မြင်လိုက်လို့ရှိရင်အရေပဲလို့မင်းတို့ကတဘောပေါက်တရှိကြပြီးသားဖြစ်တယ်ဒို့ပင်တော့ညာလေးပင် fluid ဆိုတာကတရှိတယ် liquid ကိုလည်းယူဆသလို gas တွေကိုလည်းယူဆတာဖြစ်ပါတယ်ဟုတ်ပြီစက်ကြည့်မယ် the volume or a gas depend on pressure and temperature of in violent and chablor ကျေရိုးဒီ chemistry ဓာတုပေဒါပညာရပ်မှာလေ့လာထားတဲ့ violent တွေ chablor တွေနီးရ pressure တွေ pr တွေရဲ့ temperature တွေကသူတို့နောက်ခုပေါ်ကိုဒုတွေကနှိခိုးတယ်ဆိုတဲ့အကြောင်းကိုဓာတုပေဒါပညာရပ်မှာအနည်းငယ်သိရှိကြခဲ့ရပြီအဲ့ဒီကနေဆက်ဆက်ပြီးတော့ဒီမှာဆက်ကြည့်ကြရအောင် however သို့တော်လေးပဲ the volume or a liquid does not depend on pressure if the temperature is constant ဒီမှာရှိနေတဲ့ဒီချေတို့ကခုနကတော့ပြောတယ် temperature တွေ pressure တွေကိုသူ့ရဲ့ဒူးထဲကမှီခိုတယ်ဒို့ပင်တော့ညာလဲပင်ဘယ်ချိန်မှမမှီခိုဘူးလဲဆိုလို့ရှိရင် temperature က constant ပုံသေးကိန်းနှုံးလေးနဲ့တာဖြစ်နေမယ်ဆိုလို့ရှိရင် pH လေးတန်ဖိုးပေါ်ကိုဒူးထဲလေးကမမှီခိုတော့ဘူးဆိုတော့ကိုဒီချေတို့တွေတဘောပေါက်နားလဲသိရှိရနိုင်မယ် hint the liquid is incompressible အရေတူဆိုတာကဖိရိမရနိုင်တဲ့အရာဝတ္ထုဖြစ်တယ်ဆိုတာမင်းတို့သဘောပေါက်နားလည်ရမှာဖြစ်ပါတယ်။ဘလို့သဘောလဲဆိုတာကိုစက်ကြည့်ကြမယ်။ incompressible ဆိုရင် definition တွေကိုအနောက်မှာရှင်းလင်းပြသထားတယ်။ The density or liquid a constant for any pressure provide that their temperature a constant အပူချိန်သည်ကိန်းတည်အနေနဲ့ဒါထားခဲ့မယ်ဆိုလို့ရှင်ဒီချေတို့အရာဝတ္ထုတစ်ခုပေါ်ကိုပေးတဲ့ဖိအားတွေကဘလို့ဖိအားမျိုးပဲပြပြသူတို့ရဲ့ density or liquid ကွန်စတန်သူ့ရဲ့တိတ်သေးစားတံမှုသည်အမြဲတမ်းပုံတည်ကိန်းနှုံးမဲ့ဖြစ်တဲ့အတွက်ကြောင့်သူသည်တနည်းအားဖြင့် incompressible ဖြစ်ရမရနိုင်သောအခြေအနေဆိုတာကိုသဘောပေါက်နားလည်ရမှာဖြစ်ပါတယ်။ဟုတ်ပြီဒီချေတို့က incompressible ဆိုတဲ့သဘောတဘာဝလေးကိုလည်းအနည်းငယ်နားလည်မယ်လို့ယူဆပါတယ်။ဆက်ကြည့်ကြမယ် in the floor or fluid အရည်ဒီစစ်စစ်မှုတွေမှာ the part of floor or the flu particle is called streamline at shown in figure 3.1a ဒီ chair တို့ဒီခုနကတော့ပြောခဲ့တဲ့ liquid တော့၎င်း gas တော့၎င်းသူတို့ရဲ့စီးဆင်းမှုလမ်းကြောင်းတစ်ချောင်းလုံးမှာရှိတဲ့အရာဝတ္ထုလေးတွေရဲ့အမှုံလေးတွေရဲ့စီးဆင်းမှုကို streamline ငွေရစီးချောင်းဆိုပြီးတော့သူ့ကိုနာမည်ပေးလိုက်မှာဖြစ်ပါတယ်အဲ့ဒီဟာလေးကို figure 3.1လေးမှာ a မှာဖော်ပြထားတာဖြစ်ပါတယ်ဟုတ်ပြီဒီမှာ figure 3.1 a မှာဒီဆယ်လို့ဖော်ပြထားတဲ့ streamline ငွေရည်စီးချောင်းနေနဲ့ပတ်သက်ပြီးတော့ figure လေးနဲ့တကွာဖော်ပြထားတာဖြစ်ပါတယ် ဟုတ်ပြီစက်ကြည့်မယ် motional fluid ခမ်းပြီး classic wine by two type ငွေရည်စီးကြောင်းအနေနဲ့ပတ်သက်ပြီးတော့ဒီချဲတို့ဒီအပိုင်းနှစ်ပိုင်းလေးလာခွဲခြားကြမယ် lamina floral အလွာလိုက်စီစဉ်ခြင်းနေရဲ့ tempulate floral ကရထစီစဉ်ခြင်းတနည်းအားဖြင့်ဘီယန်ဗရာစီစဉ်ခြင်းပုံစံဒီဇိုင်းအနေနဲ့တချို့တို့ညရစီချောင်းလေးတွေကိုနှစ်ပိုင်းခွဲခြားလေ့လာကြည့်ကြရအောင်ဟုတ်ပြီအောက်ကစိုက်ကြည့်မယ်လမီနာဖလောလမီနာဖလောဆိုတာတချို့ပြောတယ်ရစီချောင်းလေးတွေက တကြောင်နဲ့တကြောင်အကွာဝေးတူညီစွာနဲ့စီစဉ်နေတနည်းအားဖြင့်အလွာလိုက်ပုံစံစီစဉ်တဲ့ပုံစံကိုပြောတာဖြစ်ပါတယ် influent influent particle are moving steady in smooth part in layer အလွာလိုက်စီစဉ်ခြင်းနေ liquid တော့၎င်း gas တော့၎င်းပုံစံတစ်ခုခုတော့၎င်းအဲ့ဒီမှာရှိနေတဲ့အရာဝတ္ထုလေးလေးတွေကလမ်းကြောင်းတစ်ချောင်းလုံးမှာဒီချေတို့ smooth part ချုံးမှုစွာနဲ့အလွာလေးတွေစီစဉ်ခဲ့လျင်တဲ့ for e layer moving smoothly part the adjacent layer window mission sir a floor is called laminar floor သူကိုဒီချေတို့ကဘလို့ယူဆတာလဲဆိုလို့ရှင်လမ်းကြောင်းတစ်လျှောက်လုံးမှာ liquid တော့၎င်း gas တော့၎င်းသူတို့တွေက smoothly ချောမိုးစာနဲ့ယူရှားမယ်ဆိုလို့ရှင်သူ့မှာရှိနေတဲ့လမ်းကြောင်းတစ်ခုတစ်ခုချင်းစီအလွာလိုက်တစ်ခုချင်းစီကအလွာလိုက်တစ်ခုချင်းစီက no missing ချောနှောခြင်းမရှိတော့ဘဲနဲ့ပုံသဏ္ဍာန်ကအလွာလက်ဒီဇိုင်းယူရှာတယ်။တနည်းအားဖြင့်သူကိုနာမည်လေးပေးလိုက်တယ် Lamina Floor အလွာလိုက်စီစဉ်ခြင်းဒီဇိုင်းဆိုမျိုးဒီချေတို့ပြောလိုက်မှဖြစ်ပါတယ်။ဟုတ်ပြီ In this story Lamina Floor အလွာလိုက်စီစဉ်ခြင်းနေမှာဆိုလို့ရှင် Streamline to nor cross e other and every fluid particle arriving at a given point had the same velocity as illustrated in figure 3.1b ဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်အလွာလိုက်စီစဉ်ခြင်းတွေမှာဆိုလို့ရှိရင်ငွေရစီချောင်းလေးတွေကတစ်ခုနဲ့တစ်ခုဖြတ်တန်းသွားခြင်းမရှိဘူးဘလို့ပါတီကယ်ရီမဆိုးဖြတ်တန်းမှုမရှိတဲ့အတွက်ကြောင့်ဘလူးချင်းနေမှာလဲဆိုလို့ရှိရင်တူညီတဲ့အကွာဝေးတစ်ခုထဲမှာတူညီသောဗလော့စတီတစ်ခုထဲမှာပဲတီချဲတို့တရှိတဲ့အတွက်ကြောင့်သူဒီအလွာလိုက်ဒီဇိုင်းရွေးရှားတဲ့အတွက်ကြောင့် laminar floor ဆိုပြီးတော့ figure 3.1b မှာမြင်တော့အောင် figure လေးနဲ့တကွာပြောကြားထားတာဖြစ်ပါတယ်။ဟုတ်ပြီ figure လေးကိုတစ်ချက်ကြည့်ကြရအောင်။ ဖြစ်က 3.1b ကသူ့ရဲ့ရေစီးချောင်းလေးတွေကိုကြည့်လိုက်ပါ same velocity တူညီသောအကွာဝေးတစ်ခုနဲ့တစ်ခုသည် တူညီသောကွာဝေးမှုတွေမှာပဲတည်ရှိတယ်။တနည်းအားဖြင့် same velocity velocity တွေတူညီစွာနဲ့ပဲတည်ရှိတဲ့အတွက်ကြောင့်သူသည်လုံးဝရောထေးသွားခြင်းမရှိဘူး။ရေတွေစီးဆင်းတဲ့အခါမှာမစ်ဆင်းလည်းဖြစ်သွားခြင်းမရှိဘူး။တနည်းအားဖြင့် laminar floor design နဲ့စီးဆင်းတာကို figure 3.1b မှာပေါ်ပြထားတာဖြစ်ပါတယ်။ဟုတ်ပြီမင်းတို့ဒီတဘောလေးကိုနားလည်မယ်လို့ဒီချိန်ယူဆပါတယ်။ နောက်တစ်ခုဆက်ကြည့်မယ်နောက်တစ်ပိုင်းဖြစ်တဲ့ tabular floor ခရယထာစီစင်းခြင်းတနည်းအားဖြင့်ဘယံဗရာစီစင်းခြင်းလို့တချို့လိုဒီလိုလေးပြောကြမှာဖြစ်ပါတယ်ဟုတ်ပြီဘလို့လဲဆက်ကြည့်မယ် if the floor or part of the fluid particle are irregularly ရေစီးကြောင်းတည်သော၎င်းရေစီးကြောင်းတွေမှာ liquid တော့၎င်း gas တော့၎င်းပုံသဏ္ဍာန်တစ်ခုခုတော့၎င်းအဲ့ဒီမှာရှိနေတဲ့အရာဝတ္ထုတွေရေရှားခြင်းသည် irregular ပုံသဏ္ဍာန်မမှန်တော့တဲ့အခါမှာတဲ့ their direction is always changing or whirling သူတို့ရဲ့ပုံတံမမှန်မှုကြောင့်အခါကြလို့ရှိရင် direction တွေက direction ဥတီယာတွေက change change ဖြစ်သွားတယ်ပြောင်းလဲသွားနိုင်တယ်တနည်းအားဖြင့် whirling လှက်ပတ်သွားနိုင်တယ်ဆိုပြီးတော့တချို့တွေဒီလိုလ ీల သိရှိရနိုင်ပါတယ် they flow ရဲ့ moment is called turbulent flow အဲ့လိုငွေရည်တွေ liquid တွေ gas တွေရွှေရှားခြင်းကနေဖြစ်ပေါ်လာတဲ့ရေစီးကြောင်းလေးတွေဗယံပရာပုံစံလေးတရှိနေတယ်ခရထပုံစံလေးတရှိနေတဲ့အတွက်ကြောင့်သူ့ကို turbulent flow ဆိုပြီးတော့ဒီချေတို့ဒီလိုနာမည်ပေးလိုက်မှာဖြစ်ပါတယ်ဟုတ်ပြီ in turbulent flow the speed of the flow at a point is continually an ongoing changer in both magnitude and direction as shown in figure 3.1c ဖီကာ3.1စီမှာဒီချေတို့တွင်ပုံလေးနဲ့တကွာမြင်သာအောင်ပြသထားတာဖြစ်ပါတယ်။ Tabular Floor ကရထစီစဉ်ခြင်းတွေမှာဆိုရှင်သူ့ရဲ့နှုံးပမာဏတွေဒီဇက်တိုက် ပြောင်းလဲပြီးတော့ချိန်ချက်ပြောင်းလဲပြီးတော့ရွေရှားသည်နှင့်တကွသူ့ရဲ့ magnitude တန်မိုးတွေ direction တန်မိုးတွေလည်းပြောင်းလဲသွားတယ်ဆိုတော့ figure 3.1 C မှာဒီချေတို့ figure လေးနဲ့တကွပြသထားတယ်။ဒီမှာ figure လေးမှာပြထားတယ်ရေစီးချောင်းတွေဒီ ပုံတရံသည်ခွေကောက်သွားလိုက်ဒါရရှင်နဲ့ဖြောက်တန်းသွားလိုက်ဥတီရသည်ပုံတရံသည် irregularly ပုံမှန်မဟုတ်ဘဲနဲ့ရွေးရှားမှုတွေပြောင်းလဲသွားတယ်ချင်းချင်းတွေဖြစ်သွားတယ်ဝိုင်းလေးတွေဖြစ်သွားတဲ့အတွက်ကြောင့်သူ့ရဲ့ရေစင်းစင်းမှုသည်ဂေရထပုံစံဖြစ်တယ်ဆိုတော့ကိုဒီလိုလေးလေလာသိရှိရမှာဖြစ်ပါတယ်ဟုတ်ပြီဒီချိန်တို့ဒီဒီ fluent နဲ့ပတ်သက်ပြီးတော့ရွေးစည်းကြောင်းတွေကို streamline လို့သတ်မှတ်တယ် streamline ကိုမှထပ်ပြီးတော့ကွဲပြားအောင် လမီနာဖလောတက်ဘူလက်ဖလောဆိုပြီးတော့အပိုင်းနှစ်ပိုင်းခွဲခြားပြီးတော့ဖီကာလေးလေးစာလေးလေးနဲ့တကွာရှင်းပြပေးပြီမင်းတို့လည်းဒီအပိုင်းနှစ်ပိုင်းနဲ့ပတ်သက်ပြီးတော့သဘောပေါက်နားလည်မယ်လို့ဒီချိန်ယူဆပါတယ်ဒါကြောင့်နောက်တစ်ခုဆက်ကြည့်ကြရအောင်နောက်တစ်ခုက review exercise ကဒီချိန်တို့ကိုဘာလို့မေးထားတာလဲဆိုရင် in motor corporate oil compressible or non compressible ကားတွေမှာရှိနေတဲ့ကားရဲ့မော်တာတွေမှာရှိနေတဲ့ brake oil တွေ brake seal တွေကတချို့အရေးလေးတွေဖြစ်တဲ့အတွက်ကြောင့် liquid ကိုတချို့အရှင်းမှာအသေးစိတ်ရှင်းပြထားတယ် liquid တွေဆိုတော့အမြဲတမ်း incompressible ဖြစ်တဲ့အတွက်ကြောင့် water car brake oil is non compressible မော်တော်ကားတွေမှာရှိနေတဲ့ ကားတွေရဲ့ brake စီတွေသည်အမြဲတမ်းအရှည်ဖြစ်တဲ့အတွက်ကြောင့်တချဲတို့က non compressive ပဲဆိုပြီးဒီလိုလေးရွေးချယ်ဖြေချရမှာဖြစ်ပါတယ်။ဟုတ်ပြီနံပါတ်1နဲ့ပတ်သက်ပြီးတော့လည်းသဘောပေါက်နားလည်မယ်လို့ယူဆပါတယ်။နောက်တစ်ခုကနံပါတ်2က are gas compressible or non compressible gas တွေ gas တွေကဘယ်လိုအခြေအနေတွေဖြစ်လဲဆိုရင် gas တွေဒီအမြဲတမ်း compressible အခြေအနေရှိတဲ့အတွက်ကြောင့် gases are compressible ဆိုပြီးတော့ဒီလိုလေးဖြေချလိုက်မှဖြစ်ပါတယ်ဟုတ်ပြီနောက်တော့နောက်တစ်ပုတ်ဖြစ်တဲ့ number 3လေးကိုဆက်ကြည့်ကြရအောင် number 3 are what is the different between laminar floor and tabular floor အလွှာလိုက်စီစဉ်ခြင်းအလွှာလိုက်စီစဉ်ခြင်းနဲ့ ခရက်တာစီစဉ်ခြင်းနေရ different ဘလို့ကွဲပြားခြားနာလာလဲဆိုပြီးတော့ဒီချေတို့ကိုမေးထားတာဖြစ်ပါတယ်ဒီချေကဒီလိုလေးဖြေကြမယ် in lamina floor အလွှာလိုက်စီစဉ်ခြင်းနေက streamline do not crowd each other and every fluid particle arriving at a given point had the same velocity သူ့မှာရှိနေတဲ့ရေစီးကြောင်းတွေကတစ်ခုနဲ့တစ်ခုဖြတ်တန်းမှုမရှိဘူးဘလို့ particle တွေမဆိုဘလို့ fluid တွေမဆို အမြဲတမ်းသွားတဲ့အကွာဝေးသည် same velocity ဖြစ်တဲ့အတွက်ကြောင့်သူသည်အလွာလိုက်စီးစင်းတယ်လို့ဒီလိုလေးဖြေကြမှာဖြစ်ပါတယ်နောက်တစ်ခု core in tabular floor ခရက်ထစီးစင်းခြင်းနေမှာကောတဲ့ the speed of the flowering at a point a continually anagoring changer in both magnitude and duration ခရက်ထစီးစင်းခြင်းနေမှာဆိုလို့ရှိရင်သူ့ရဲ့စီးစင်းမှုဒီဇိုင်းနေသည်အမြဲတမ်း changing ဖြစ်နေတယ် ချင်းချင်းဖြစ်နေတဲ့အတွက်ကြောင့်သူ့ရဲ့ပမာဏတန်မိုးတွေဒါရရှင်တန်မိုးတွေဒီအမြဲတမ်းပြောင်းလဲနေတဲ့အတွက်ကြောင့်သူ့ရဲ့ရေစီးကြောင်းမှုတွေဘယံမရာဒီဇိုင်းစီစဉ်နေဆိုတော့ကိုဒီချေတို့တွေလမ်မီနာဖလောနဲ့တက်ဘူလာဖလောရဲ့ကွဲပြားခြားနာခြင်းကိုဒီလိုလေးဖြေချလိုက်မှာဖြစ်ပါတယ်။ဟုတ်ပြီနံပါတ်4လေးဆက်ကြည့်ကြရအောင်နံပါတ်4လေးက RA River Junction မြစ်စုံလေးမှာဆိုလို့ရှိရင် Water Stream or Winding မြစ်စုံလေးမှာရှိတဲ့ရေတွေရဲ့စီစဉ်မှုက Winding လှက်ပတ်နေတဲ့အတွက်ကြောင့် AD laminar on tabular floor အရှိမတင်ခဲ့တဲ့ note တွေကိုလေ့လာခြင်းအဖြစ်ရေတွေရဲ့စီးဆင်းမှုသည်ချင်းချင်းတော်၎င်းဝိုင်းလင်းတော်၎င်းဒီလိုရေရှားနေမယ်ဆိုရင်သူတို့ရဲ့ပုံတံသည်ပုံတံက tabular floor ဖြစ်နေမယ်ဆိုတော့ကိုနှုတ်မှာဒီချက်ကအသေးစိတ်ပြောကြားထားတဲ့အတွက်ကြောင့်ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့လေမင်းတို့တွေဒါလေးကို tabular floor လေးရွေးချယ်လိုက်ခြင်းကိုသဘောပေါက်နားလည်မယ်လို့ဒီချက်ယူဆပါတယ်။ဒါကြောင့်ဒီလိုလေးဖြေကြရအောင် အဲ့အေရီဗာဂျန်ရှင်မြစ်ဆုံနေမှာဆိုလို့ရှင် water stream are winding ရေတွေလှပတ်မှုသည် AD debuler တနည်းအားဖြင့်ခရယထာစီစဉ်ခြင်း၊ဘီယန်ဘရာစီစဉ်ခြင်းဒီဇိုင်းတွေနဲ့တရှိတယ်ဆိုတာကိုမင်းတို့တွေတဘောပေါက်နားလည်မယ်လို့ဒီချင်ယူဆပါရယ်။ဒီနေ့သင်ခဲ့တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးတွေကိုကြည့်ရှုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။